လှကုံတဲ့အနေနဲ့တိုးတက်လာတဲ့ခေတ်ကြီးထဲမှာဆိုရင်အလှကုံတွေဟာလည်းခေတ်နဲ့အညီစမ်းသက်တဲ့ဖော်မြူလာပုံစံတွေနဲ့အမျိုးမျိုးအဖော်ပုံထုတ်လုပ်လာကြတာဖြစ်ပါတယ်။ဒီလိုထုတ်လုပ်လာတဲ့အမြမတမာသူတွေကလည်းကိုကျိုးရှာစီးပွားရေးတွေလောက်ကိုင်းနိုင်ကြပြီးအနေနဲ့ရှိရဲ့အလှကုံတွေကိုပါပေါ်ပေါ်ထင်ထင်ထုတ်လုပ်လာကြတဲ့အတွက် လူသားတွေဟာတဖြည်းဖြည်းယောဂါတွေအဖြစ်များလာပြီးကဘာမြေကြီးကလည်းအစိတ်တင်လာတာပါ။ပတ်မှတ်မှာဖော်ပြထားတဲ့လေလာမှုတစ်ခုအရစံသက်ထားတဲ့နှက်ခမ်းဆိုးဆေးအလုံးမှာအစိတ် သင့်စေတဲ့တတ္တုတစ်မျိုးဖြစ်တဲ့ကက်ဒမီယံကို တွေ့ရှိခဲ့ရပါတယ်။ဒီဘေးအနေရဖြစ်စေတဲ့ element ကခန္ဓာကိုယ်အတွင်းတစ်ဖြည်းဖြည်းစုပုံလာက အနေရကိုဖြစ်စေနိုင်တဲ့ပမာဏရောက်လာပြီးခန္ဓာကိုယ်ရဲ့ကိုယ်တွင်းအင်္ဂါတွေကိုဖြည့်ဆည်းရာဖြစ်ပါတယ်။ဒါကြောင့်ကက်ဒမီယံနဲ့ထိတွေ့မှုကြောင့်ကြောက်ကပ်ပျက်စီးခြင်း၊အဆုတ်ပြေတနာများ၊အရိုးများအားနည်းခြင်း၊အာယုံကြောစနစ်ချို့ရွေးခြင်းတွေနဲ့ဆက်ဆက်နေရလို့သုတေသီတွေကဖော်ပြထားပါတယ်။ ဒီတွေးရှိချက်တွေဟာနေ့စဉ်သုံးအလှကုန်ပစ္စည်းတွေအတွင်းမှာရှိရဲပုံကွယ်နေတဲ့အနေအရကြောင့်ပုံမိုဘေးကင်းတဲ့အစားထိုးပစ္စည်းတွေအရေးတကြီးလိုအပ်မှုကိုမိမောက်ထုတ်ပြနေရပါအဲဒါကြောင့်မိတ်ဆွေတို့လည်းတတ်နိုင်သမျှသဘာဝပစ္စည်းတွေနဲ့ထောက်လုပ်ထားတဲ့အလှကုန်တွေကိုသာသုံးစွဲဖို့အကြံပေးရင်အစီအစဉ်လေးကိုညံ့နာခင်ပြပါအောင်ရှင်အဆုံးထိကြည့်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်